ယေရုရှလင်ပြန်သုံးခြင်းယေဇကျေလအနာဂတိကျမ်းအပိုင်း22အပိုင်းငယ်23မှ31ယေဇကျေလကျမ်းကယူပါယုံနဲ့အများပြပါဝင်တဲ့ပရောဖက်တွေပဲဖြစ်ပါတယ်။အခြားဓမ္မဟောင်းကျမ်းစာတွေထဲကပရောဖက်ပြုချက်တွေနဲ့မတူဘဲကွဲပြားပါတယ်။ ထိုကျမ်းထဲမှာဣသရေလတို့ကဖယားသခင်ရဲ့တရားမျှတမှုနဲ့မှန်ကန်ခြင်းဖြောင့်မတ်ခြင်းတို့ကိုလက်တွေ့ကျင့်သုံးပြီးတန်ရှင်သောဘဝအဖြစ်နေထိုင်ဖို့ဖယားသခင်အလိုရှိကြောင်းတွေပါဝင်ပါတယ်။ဒါပေမဲ့ဣသရေလတို့ကဖယားသခင်ရဲ့နှုတ်ကပတ်တော်ကိုဆန့်ကျင်ပြီးအပြစ်တွေနောက်ကိုလိုက်ခဲ့ပါတယ်။ နောက်ဆုံးမှာယေရုရှလင်မြို့နယ်ဗိမာန်တော်ကတရားစီရင်ခြင်းအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ယေရှုတိလကျမ်းမှာဘာလို့ယေရုရှလင်မြို့ပျက်စီးခဲ့ရလဲဆိုတာတစင်ချင်းရှင်းပြထားပါတယ်။ယေရုရှလင်မြို့ရဲ့ခေါင်းဆောင်တွေကချင်းသေးတွေကတားကောင်းတွေကိုချက်စားပြီးအုပ်ချုပ်တယ်လို့လူတွေကိုအုပ်ချုပ်ခဲ့ပါတယ်။ ကြည်သူတွေကိုကာကွယ်မဲ့အစာအာနာမရှိတဲ့သူဆင်းရဲတဲ့သူတို့ရဲ့ဘဝကိုနှောက်ယူပြီးသူတို့ရဲ့ကြွယ်ဝမှုတွေကိုလူယူခဲ့ပါတယ်။မတရားမှုအတွက်အကူအညီတောင်းခံကြတဲ့သူများကသူတို့ရဲ့လက်ထက်မှာတစ္ဆာဖောက်ခြင်းကိုခံရပါတယ်။ဒီလိုနဲ့အမျိုးသမီးများကလည်းသူတို့ရဲ့အမျိုးသားတွေကိုဆုံးချုပ်ခဲ့ရပါတယ်။အီတယ်ရီလာရိုနိုင်ငံကြာရှုံးချင်းကအိနီးချင်းနိုင်ငံနဲ့စစ်တပ်ရင်ကြာရှုံးတာမျိုးမဟုတ်ပဲခေါင်းဆောင်တွေကပြည်သူတွေကို နှိမ့်ဆက်ခြင်းကြောင့်ကြာရှုံးရတာပဲဖြစ်ပါတယ်။ရေပရာဟိတ်တွေလည်းဒီလိုပါပဲ။သူတို့ကအကျန်းဖတ်မှုတွေကိုလက်ခံခဲ့ပြီးဗိမ္မာန်တော်နဲ့ဖရာသခင်ကိုပေးတယ်။ပူဇော်ပစ္စည်းတွေကိုညဉ့်ဉန်းစေခဲ့ပါတယ်။ဝေပြူရာချက်မှာကျွန်တော်တို့ကတန်ရှင်းခြင်းမတန်ရှင်းခြင်းကို ခွဲခြားတရမယ်လို့ဆိုထားပါတယ်။ဒါပေမဲ့ဝေပြူဆရာတို့ကလူတွေကိုဒီလိုတုံ့တင်ဆုံးမပေးတဲ့ဝိညာဉ်လမ်းပြသူတွေဖြစ်ရမှာပါ။ ဒါပေမဲ့သူတို့ကဘိမှန်တော်ကိုညဉ့်ဉန်းစင်ပြီးဥပုံနေ့ကိုလည်းလီလီယူရှုကမကောင်းမှုတွေကိုလက်ခံခဲ့ပါတယ်။နောက်ဆုံးမှာတော့ဒါတွေကဖျားသခင်ကိုစော်ကားတဲ့လောက်ရက်တွေပဲဖြစ်ပါတယ်။ ပရောဖက်တွေကကောခေါင်းဆောင်နေတဲ့ယစ်ပရောဟိတ်တွေရဲ့အမှားတွေအပြစ်တွေကို ဆုံးမပေးရမယ်ပရောဖက်တို့ဟာအပြစ်တွေကိုမမြင်ချင်းအောင်ဆောင်ခဲ့ကြပါတယ်။သူတို့ကအမြင်အယုံရှိတယ်လို့လှည့်ပြပြောဆိုပြီးဖျားသခင်မမိန်ခဲ့တဲ့အကြောင်းတွေကိုတော့မိန်တော်ဘူးခဲ့ပါတယ်ဆိုပြီးလိန်ပြောကြပါတယ်။ဒီလိုမှားရင်ပြောကြတဲ့ပရောဖက်တွေများလာပြီးဖျားသခင်ရဲ့အလိုတော်ကို တီးကြစွာလိုင်းနာလောက်ဆောင်တဲ့ပရောဖက်တွေကယေရုရှလင်မြို့ကနေပြောက်ကွယ်သွားခဲ့ပါတယ်။နောက်ဆုံးအီတရီလာလူမျိုးတွေကတော့ဖျားသခင်ကသူတို့ကိုရွေးချယ်ထားတယ်လို့ဟန်ဆောင်ပြီးသူတို့နိုင်ငံကိုဝင်ရောက်လာတဲ့အားနည်းတဲ့သူ အကူအညီလိုသူတွေကို အနိုင်ကျင့်လူရက်ခဲ့ပါတယ်။သူတို့ကအိမ်နီးနားချင်းကိုချစ်တတ်ဖို့မိဘမက်ကလေးတွေမုံစိုးမတွေနဲ့ အားနည်းတဲ့သူတွေကိုဂယုဆိုင်ဖို့မှာကြားထားတဲ့ဖိယသခင်ရဲ့အမိန့်တော်တွေကိုလက်ယူရှုခဲ့ပါတယ်။ဒီလိုနဲ့ယေရုရှလင်မြို့ကတဖြည်းဖြည်းပျက်စီးသွားခဲ့ပါတယ်။တိုင်းပြည်မှာရှိတဲ့ထိခိုက်ခံရတဲ့လူတွေရဲ့ငိုကြွေးတံတို့ကဖိယသခင်ထံသို့ရောက်ရှိသွားပါတယ်။ ဖျားသခင်ကပြိုကွဲနေတဲ့ယေရုရှလင်မြို့ကိုပြန်လည်တည်ဆောက်ပြီးခေါင်းဆောင်တွေပရောဖက်တွေယေပရောဟိတ်တွေနဲ့ပြည်သူတွေပျက်စီးနေရတဲ့အကုန်လုံးကိုပြန်လည်တည်ဆောက်ပြုပြင်မဲ့သူကိုရှာဖွေခဲ့ပါတယ်။နိုင်ငံကိုတရားမျှတမှုနဲ့မှတ်ကံမှုနဲ့တည်ဆောက်ပေးနိုင်တဲ့သူဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုလိုက်နာပြီးမိဘမဲ့ကလေးတွေမုံဆုံးမတွေနဲ့ ။တစိမ့်လေးကိုခရူးဆိုင်ပေးမဲ့သူကိုရှာဖွေခဲ့ပါတယ်။ဒါပေမဲ့ဒီလိုလူမျိုးကို ဖရဲသခင်ကရှာမတွေ့ခဲ့ပါဘူး။အားလုံးပဲဒီနေ့လောကမှာလည်းအပြစ်တွေမတရားမှုတွေပြင်းထန်နေတဲ့လက်တွေ့ကဘာကြီးကိုမြင်နိုင်ပါတယ်။ဖျားသခင်ကဒီနိုင်ငံအတွက်စူတောင်းပေးပြီးပျိုကြားပျက်စီးသွားတာတွေကိုပြန်လည်တိဆောက်ပေးမဲ့သူကိုလိုက်ရှာနေပါတယ်။ သူက သူရဲ့ကောင်ဖြစ်စီရမလို့ပဲဖီးယားသခင်ရဲ့နှလုံးသားနဲ့ဆူတောင်းသူပဲဖြစ်ရပါမယ်။ထိုကဲ့သို့လူကနေတဆင်ဖီးယားသခင်ကမိသားစုရဲ့ဗိမ္မာန်တော်နဲ့နိုင်ငံကို ပြန်လည်တည်ဆောက်နိုင်ပါတယ်။